ဒီကနေ့နိုဝင်ဘာလ24ရက်နေ့အတွက်သတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒီကနေ့သတင်းတွေကတော့ပြည်သူလူထုနဲ့တိုက်ရိုက်ထိတွေ့နိုင်တဲ့ရေဒီယိုရုပ်သံထုတ်လွှင့်မှုတွေမှာနှိစက်မှုရှိသူတွေသာရရှိနေတာဟာအမှန်တကယ်ပြုပြင်ပြောင်းလဲခြင်းလို့မဆိုနိုင်ကြောင်းဒေါက်ကင်ဆန်လိုက်ကပြောင်းလဲသွတ်တော်မှာဆွေးနွေးဆိုတဲ့သတင်းဖားကန်မြေသာပုံပြောကြားမှုကြောင့်သေဆုံးသူတဦးထပ်မံတွေ့ရှိတာကြောင့်စုစုပေါင်းသေဆုံးသူအရေအတွက်134ဦးထိရှိလာပြီဆိုတဲ့သတင်း ီမိုကရေစီပညာရေးသပိတ်မောက်ចောင်းသားတွေနဲ့ဝင်းရံပြည်သူတွေကိုဆွဲဆိုထားတဲ့အမှုဟာဆက်လက်စစ်ဆေးဖို့အချိန်များစွာကြာမြင့်နိုင်ပွဲရှိတယ်ဆိုတဲ့သတင်းလौတမားခွင့်ရေးဆုံးရှုံးမှုများရှိနေတာကြောင့်တန်လင်မြို့နယ်ရှိစက်ယုံတရုံမှာလौတမားရှာနယ်ချီကဆန္နာပြမှုဖြစ်ပွားအဆရှိတဲ့သတင်းတွေပါဝင်ပါတယ် ပြည်သူလူထုနဲ့ဓာတ်ရိုက်ထိတွေ့နေတဲ့ရေဒီယိုရုပ်သံထုတ်လွှင့်မှုတွေမှာပုဂ္ဂလိကတွေအနေနဲ့လွတ်လွတ်လပ်လပ်မရကြဘဲနှိစက်တဲ့သူတွေသာရနေတာဟာအမှန်တကယ်ပြောင်းလဲလာတယ်လို့မဆိုသာပါဘူးလို့ပလဲမဲဆန္ဒနယ်ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါက်ခင်ဆန်းလိုက်ကပြည်သူ့လွတ်တော်မှာဆွေးနွေးခဲ့ပါတယ်ပထမကြိမ်ပြည်တော်စုလွတ်တော်73ကြိမ်မြောက်ပုံမှန်အစည်းအဝေးစစ်တုထားနေအစီအစဉ်ရဲ့အမှတ်7မှာပါရှိတဲ့ပြည်တော်စုအစိုးရအဖွဲ့မှပေးပို့လာတဲ့2014-2015ဘန်နာရေးနှစ်ဒုတိယ6လပတ်မျိုးသားစီမံကိန်းစောင့်ရမှုအစီရင်ခံစာပေါ် စီမံကိန်းများနဲ့ဗန်နာရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းကော်မတီရဲ့စီစစ်လေးလာတွေ့ရှိချက်အစီရင်ခံစာကိုလွှတ်တော်ကိုယ်စားလှယ်တွေကဆွေးနွေးခဲ့ရမှာဒေါက်ခင်ဆန်းလိုင်ကအခုလိုထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။အစီရင်ခံစာရဲ့အခန်း၁ပြုပြင်ပြောင်းလဲမှုများမှာဒုတိယ၆လကာလအတွင်းနိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်၍ခြေတံကြခံရတဲ့ကျင်းနာများလူငင်းချမ်းသာဝင်ပေးခြင်းစရုပ်ဓာတ်မှန်တယ်ဖြစ်သောသတင်းမီဒီယာအတွက်အတန်းတန်များကိုပဲ့ဖြက်ပေးခြင်းပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်နဲ့ပြည်သူများရဲ့စံနှုန်းသဘောထားအားတရားဥပဒေနဲ့ညီ ်ဖော်ဝင်ပေးခြင်းစသည်တို့ကိုတည်သာထင်ရှားသောပြည်ပြင်ပြောင်းလဲမှုများအဖြစ်ဖော်ပြထားပြီးပြည်ထောင်စုရဲ့ငြိမ်းချမ်းရေးပေါ်ဆောင်ရေးလုပ်ငန်းကော်မတီ UBWC နဲ့တနင်္ဂနွေလုံးဆိုင်ရာပြစ်ကတ်ရဆက်ရေးညှိနှိုင်းရေးဘွဲ့ NCC တို့ငြိမ်းချမ်းရေးတကားကိုပြင်ဆင်နေတနင်္ဂနွေလုံးပြစ်ကတ်တိုက်ခိုက်မှုရဆက်ရေးသဘောတူညီချက်မူကြောင်းကို33လ2015ရဲ့နေ့မှာလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းဖော်ပြထားတာကိုတွေ့ရပါတယ်အစည်းအဝေးခန်းစာရဲ့အပိုင်းတည်ရဲ့ပြည်ပြင်ပြောင်းလဲရေးတင်ပြချက်တွေဟာ အစိုးရစီမံကိန်းလုပ်ငန်းများတဲ့အစိုးရရဲ့နိုင်ငံရေးဆိုင်ရာ လုပ်ငန်းရှင်များသာဖြစ်ကြောင်းတွေ့ရပါတယ်။ထို့ပြင်ပြင်ပြချက်များမှာလည်းပြည်စုံလုံလောက်မှုမရှိလို့ယူဆရပါတယ်။ပြည်ထောင်ချခံနေရတဲ့အကျဉ်းသားများအားလူငင်းချမ်းသာခွင့်ပေးခြင်းအားပြုပြင်ပြောင်းလဲရေးမဟာဗျူဟာဖြစ်တဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလို့ယူဆပါလိမ့်မယ်။ပြည်ထောင်ချခံနေရတဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်မှုအရေးအတွက်အလွန်နှဲတဲ့အချက်နဲ့တောင်ထဲမှာနိုင်ငံရေးအကျဉ်းသားများတန်ရှိနေခြင်းအားအမျိုးသားပြန်လည်တည်မြဲရေးနဲ့ရင်းညာစီရေးမှုကိုမျက်ကွယ်ပြုနေတဲ့ကဲ့သို့ဖြစ်နေပါတယ်။စရုပ်ထမိုင်းနိုင်ဖြစ်တဲ့သတင်းမီဒီယာအတွက်အကန့်အသတ် များကိုပပစ်ချင်းဩကလိကသတင်းစာထုတ်ဝေခွင့်နဲ့ပြည်သူများရဲ့ဆန္ဒသဘောထားများအားဥပဒေနဲ့ညီထုတ်ပေါ်ခွင့်ပေးခြင်းတို့ကိုအပြောင်းလဲတည့်အနေနဲ့ဖော်ပြထားပြီလို့ ဤသူလူလူအတွင်းကိုတိုက်ရိုက်ရောက်စေတဲ့ရေဒီယိုနဲ့ရုပ်မြင့်သံကြားထုတ်လွှင့်ခွင့်များမှာပုတ်ကလင်ကများအနေနဲ့လွတ်လွတ်လပ်လပ်ထုတ်လွှင့်ခွင့်များပဲနှိစရာများသာထုတ်လွှင့်ခွင့်များရရှိနေခြင်းဟာဆိုရင်လည်းအမှန်တကယ်ပြုရင်ပြောင်းလဲမှုဖြစ်တယ်လို့မဆိုတာပါဘူးနိုင်ငံရင်းနဲ့ဆက်နွယ်တဲ့တရားစွဲဆိုမှုများမှာတရားဥပဒေအတိုင်းမှန်မှန်ကန်ကန်ဆုံးဖြတ်ကြောင်းပြသနိုင်မှုလိုအပ်တယ်လို့သက်ဆိုင်ရာတရားသူကြီးများနဲ့တရားရေးမှန်တဲ့အနေနဲ့လည်းတရားမျှတမှုကိုပြသရန်လိုအပ်ပါတယ်နိုင်ငံရေးပြုရင်ပြောင်းလဲရေးနဲ့ပတ်သက်တဲ့စာနာထုတ်ဖော်သူအကြောင်းသားပြည်သူများရဲ့အပေါ်မှာလည်းတရား ားမြတ်မှန်ကန်စွာကံ့ကြွယ်ဖြစ်ရှင်းပေးတင်ပါတယ်။တရားဥပဒေစိုးမိုးရေးကိုအဓိကထားရမှာဖြစ်ပါတယ်။အစီရင်ခံစာနဲ့ပတ်သက်ပြီးသူမရဲ့အမြင်ကိုဒေါခင်ဆန်းလိုက်ကလည်းအခုလိုပြောပါတယ်။အခုကတော့လေဟိုမြို့သားစီမံကိန်းကနေပြီးတော့မှတင်နေပေါ့။ဒါက6လပတ်စီမံ ဒီစင်ကလည်းမှာသူတို့အနေနဲ့ပြုပြင်ပြောင်းလဲရေးကန္တာဆိုတာပါလေဒီကနမှာလည်းသူကပြုပြင်ပြောင်းလဲရေးကန္တာရဲ့အခန်းတက်မှာကိုကတော်တာနိုင်ငံရေးနဲ့ပတ်သက်လို့သူတို့ရဲ့စီမံကိန်းဝင်ဌာနနဲ့ဆောင်ရွက်တဲ့အချက်တွေပေါ်ပြတာဟုတ်တယ်မဲ့ဒီပေါ်ပြထားတဲ့ပေါ်ပြချက်တွေရေးဘူးရသဘောမျိုးပဲဖြစ်တယ်လေအဲ့တော့ကျမတို့ကတကယ်တမ်းစီမံကိန်းဝင်ဌာနအနေနဲ့ဒီပြုပြင်ပြောင်းလဲရေးကိုဒီကိစ္စတွေဆောင်ရွက်နေလို့ဆိုတိတယ်ပို့ပြီးကျမတို့ကအများကြီးဆောင်ရွက်စေချင်တယ်အဲ့တော့ဥပမာပြောချင်တာမီဒီယာလှုပ်လှုပ်ခွင့်ကသူတို့အနေနဲ့ဆောင်ရွက်တယ်ပြောရဲသို့တော့အပြင်မှာတကယ်တမ်းတော့ကျမတို့မီဒီယာတွေကဘာမှလှုပ်လှုပ်ခွင့်နေတာမရှိသေးဘူးအဲ့တော့အကျဉ်းသားတွေလွတ်ပေးတယ်လို့ပြောတယ်ဒီအကျဉ်းသားတွေ လွတ်ပေးတဲ့ထက်မှလည်းနိုင်ငံရေးကျင်းသားတွေမပါလာသေးဘူး။အဲ့တော့ကျမတို့ကတကယ်တမ်းပြုမြင်ပြောင်းလဲရေးလုပ်မယ်အခုညဉ့်ညံ့ရေးလုပ်တယ်ဆိုတဲ့နေရာမှာလည်းခုကညဉ့်ညံ့ရေးသာလုပ်တယ်ပြောတယ်ရှုပ်ဖွဲ့ပဲလက်မှတ်တူရသေးတယ်ကျန်တဲ့ဖွဲ့တွေလည်းခုချိန်ထိပါမလာသေးဘူးတိုင်းသားဒေသတွေမှာလည်းလက်နက်ကင်တွေနဲ့ဒီနေ့ပေါ့နော်တိုက်ခိုက်နေရတယ်ရှိရပြည်သူလူထုတွေလည်းအရင်ကြီးနေတာမျိုးပြောချင်တာအစိုးရအနေနဲ့ကိုယ့်ရဲ့ကဏ္ဍဆိုင်ရာဆိုင်ရာတွေအလိုက်ဆောင်ရွက်တယ်ဆိုလို့ရှိရင်ဒီဆောင်ရွက်တာတွေရဲ့အပေါ်မှာထိထိရောက်ရောက်ကျမတို့ကလုပ်စေချင်တဲ့အတွက်ကျွန်မတို့လွတ်တော်မှာစုနေခြင်းဖြစ်ပါတယ် အော်ဥက္ကရာကြီးကတော့ဒါနဲ့ပတ်သက်လို့မဟုတ်တော့လက်ခံဖို့ရတီးပြဖို့ရတော့ကိုကုချိန်ကြီးတော့ဘာမှမပြောသေးဘူးအခုအဂျန်နာရဲ့ဆီစဉ်တကူဥက္ကရာကြီးချန်သွားသေးတယ်ဆိုတော့ကျွန်တော်တို့နောက်ကိုဒီပြောင်းပွင့်မဲ့လွတ်တော်မှာတော့ဒီကိစ္စဆက်ပြီးပြောရအောင်လို့ကျွန်တော်တို့လည်းနားလဲပါတယ် ။အောင်းတော်လေးတခုရှိပါလေဒါကတော့ဘယ်တစိုးရပဲတက်လာတက်လာပေါ့ဒါလည်းနိုင်ငံတော်အတွက်အရေးကြီးတဲ့ကိစ္စတွေအရယ်ဆောင်ရမှာလေဒီမှာချထားခဲ့တဲ့အခြေခံမူတွေဟာနောက်ဆိုအတွက်အတွက်မလဲဒါမှကျွန်တော်ဆက်ပြီးကယ်ရီလုပ်ပြီးလုပ်သွားရမယ်ကိစ္စတွေပါပဲအဲ့တော့အရေးကြီးတာကတော့တိုင်းပြည်အတွက်တကယ်အရေးကြီးပြီးတော့တကယ်ကိုသုံးဝင်တဲ့ကိစ္စမျိုးတွေဆိုရင်ကျွန်တော်ဆက်ပြီးလုပ်ရအောင်ပါအဲ့ဒါနိုဝင်ဘာလ24ရက်နေ့မှာကျင်းပတဲ့ပထမကျင်းပြည်တော်စုလွတ်တော်စစ်သုံးချိန်မြောက်ပုံမှန်အစည်းအဝေးတတိယနေ့ပြီးမှာတော့လွတ်တော်ကိုခက်တရရနာမှာဖြစ်ပါတယ်။ လာမယ့်နိုဝင်ဘာလ30ရက်မှာပြန်လည်ကျင်းပမယ့်အစည်းအဝေးမှာမြို့သားစီမံကိန်းအစီရင်ခံစာနဲ့ပတ်သက်တဲ့6လပတ်အစီရင်ခံစာများကိုဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ဖားကန်မြေစာပုံပြောကြားမှုကြောင့်လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ရာနိုဝင်ဘာလ24ရက်နေ့ညနေ3:00နာရီကျော်အထိရရှိထားတဲ့သတင်းတွေအရသေဆုံးသူ114ဦးရှိနေပြီဖြစ်ပြီးရှာဖွေမှုတွေကိုဆက်လက်ပြုလုပ်သွားမယ်လို့လုံခင်ရဲစခန်းမှူးရဲဦးထင်ကျော်ကပြောပါတယ်။ရှာဖွေနေတဲ့မြေစာပုံပမာဏမှာလည်းကုန်တလောက်ဖြစ်နေပြီးမြေစာပုံကုန်တဲ့အထိရှာဖွေသွားမှာဖြစ်ကြောင်း လက်ရှိချိန်ထိမြေတူးဆက်ဘတ်ဟို20စီးနဲ့ရှောက်ဖွေမှုတွေကိုဆက်လက်ပြုလုပ်နေတယ်လို့ရဲအုပ်ထင်ကျော်ကပြောပါတယ်။ဒီလိုရှောက်ဖွေရေးတွေနဲ့ပတ်သက်ပြီးလုံခင်ရဲစခန်းမှုရဲအုပ်ထင်ကျော်ကအခုလိုပြောပြပါဗျာ။အော်ရှောက်ဖွေမှုအခြေအနေကတော့ကျွန်တော်လက်မောနေပြီးတော့ကြားလောင်းတစ်လောင်းအထက်ရပါသေးတယ်။ကျွန်တော်ဘတ်ဟိုရင်20စီးနဲ့ကျွန်တော်ရှားနေပါတယ်။ဘောင်းကဒီနေ့တလောင်းထက်တိုးရဲ့ကျွန်တော်ဘောင်းဝါဖိုးပေါ့134လောက်ပါ။အော်အခက်အခဲတော့မရှိပါဘူးဒီမှာပုံပြဘက်ဖိုးလေးလည်းအမကျွန်တော်တို့အားလုံးကျွန်တော်ရှာပြလို့ပါလေအခက်အခဲမရှိပါဘူး။ ။ဟောရှားဖွေဥပမာတော့ကျွန်တော်တို့အိုက်ဂျီသာဘုံအေရိယာကိုကျွန်တော်တို့ခုံထဲပြီးကျွန်တော်ရှားဖွေတော့မှာဖြစ်ပါတယ်။ခုံထဲပုံကနေကြတယ်။ရက်သားမှကျင်းတော့မရှိပါဘူး။ယနေ့နေ့ပိုင်းကကချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်တွေလာရောက်ကြည့်ရှုစစ်ဆေးသွားပြီးကုမ္ပဏီတွေကိုမြေစာပုံတွေပုံတဲ့အခါလုကင်းရနေရမှာပုံမှုပြောကြောင်းဒါအပြင်တည်ဆုံးသူမိသားစုကို သိရှိပါကထောက်ပံ့ငွေကျပ်6သိန်းစံတ8စီနှစ်ပုံတည်ဆုံးသူကိုမသိရှိပါကငွေကျပ်4သိန်းစံတ8စီနှစ်ပုံထောက်ပံ့ပေးဖို့ရာထားတယ်လို့သိရကြောင်းရဲအုပ်ထင်ကျော်ကပြောပါတယ်။ ်ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့နနက်3:00ခွဲခန့်ကဖာကက်မြို့နယ်လုံခင်းကျေးရွာအုပ်စုနဲ့စိတ်မှုကျေးရွာအုပ်စုကြားမှာရှိတဲ့စံခတ်ကူးကျေးရွာအပိုင်းမှာစွန့်ပစ်ထားတဲ့မြေစာပုံပြိုကျရာမှာအင်ဂျီအတော်များများမြေအောက်ကိုနစ်မြုပ်ပျက်စီးခဲ့ရတာဖြစ်ပါတယ်မြေစာပုံပြိုကျမှုမှာပင်9000ခန့်နေရှော့ခဲ့တာကြောင့်အခုလိုဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပြီးရဲတပ်ဖွဲ့ဝင်များပရိုက်တာအဖွဲ့ဝင်များနဲ့ဌာနဆိုင်ရာမှတာဝန်ရှိသူများလည်းပူးပေါင်းရှာဖွေနေဆဲဖြစ်တယ်လို့သိရပါတယ် နိုဝင်ဘာလ24ရက်နေ့ကဒီမိုကရေစီပညာရေးပိမောက်ကျောင်းသားတွေနဲ့ဝင်းရံပြည်သူတွေကိုဆွဲဆိုထားတဲ့အမှုကိုတာဝရီမြို့နယ်တရားရုံးမှာ28ကြိမ်မြောက်ရုံးထုတ်ခဲ့ရာတရားဆွဲဆိုခံထားရတဲ့ဝင်းရံပြည်သူနှုတ်ဦးမှာရှေ့နေပါဝါချုပ်သိမ်းခံထားရတဲ့အတွက်အမှုကိုမစစ်ဆေးပဲရုံးချင်းပြန်လဲချိန်ဆိုခဲ့တာဖြစ်ပါတယ်။ဒီတွင်နဲ့ပတ်သက်ပြီး 11WTB ကသတင်းတောက်တိုးရေဖြူကသတင်းပေးပို့ထားပါတယ်။မြန်မာပြည်ညာရေးဥပဒေတပိမောက်စံနာပြမှုကြောင့်တာဝရီကျင်းတော်မှာဖမ်းဆီးတရားစွဲဆိုခံရတဲ့တပိမောက်ကျောင်းသားတွေနဲ့ဝင်းရံပြည်သူတွေကို နိုဝင်ဘာလ24ရက်နေ့ကတာဝီမြို့နယ်တရားရုံးမှာ28ကြိမ်မြောက်ရုံးထုတ်ဆစ်ဆေးခဲ့ပါတယ်။ဒီနေ့ရုံးချိန်မှာတော့စေကူတမှုခံယူနေတဲ့ဝင်းရံပြည်သူနှစ်ဦးကရှင်းနေပါပါယူသိမ်းထားတာကြောင့်အမှုကိုမဆစ်ဆေးဘဲနောက်ထပ်ရုံးချိန်ပြန်လည်ချိန်ဆခဲ့ပါတယ်။အဲ့ဒီမှုနဲ့ပတ်သက်ပြီးဆက်လက်ဆစ်ဆေးဖို့အချိန်များစွာရယူဖို့အခြေအနေတွေရှိနေတယ်လို့ကျောင်းသားတွေရဲ့ရှင်းနေတူဦးဖြစ်တဲ့ရှင်းနေဦးလမျိုးမြင့်ကအခုလိုပြောပါတယ်။ ဟိုတက်တေက43အောင်ရှိတယ်ပြေလို့ဥပဥပမျိုးစစ်တော်လာမှာလောက်ကြနေ40မြောက်ကြမယ်40မြောက်ကိုတက်တပတ်ကို20ဟိုလေ40မြောက်21ယောက်ကိုတပတ်ကို2ဟို2ချိန်2ယောက်2ယောက်စေဦး2ယောက်စလို့ရှိရင်20နဲ့ပေးပေါ်လို့တစ်ချိန်ဖြစ်သွားမယ်20တပတ်ဖြစ်သွားမယ်20တပတ်ဆိုရင်ပြောကြည့်လိုက်သုံးဘက်ကိုတစ်လသုံးဘက်တစ်လဆိုတဲ့အခါကျတော့အများဆုံးခုနှစ်လကျော်ဖြစ်လာတော့ဖြစ်သွားမယ်ဒါကတည်လို့ဖြစ်တာအခါဟိုတည်ခံဘက်ကဒီ90ရှိတယ် ုတ်တယောက်ကိုတပတ်ဟိုတပတ်စစ်လို့ရှိရင်ပတ်ပေါင်း80ဖြစ်သွားတယ်အဲခံပြတ်သက်တည်ရှိုံးမယ်ခံပြတ်သက်တည်ကဘလောက်ပြ80ဆိုတော့80ပြမှာလို့ဆိုရင်အကောအနည်းဆုံးနှစ်နှစ်ကျော်တော့ကသွားမှာအဲတော့အမြန်ဆုံးနည်းကရုပ်စာကိုစာကျွန်တော်တက်ပြီးတော့ပြည်တော်စုတော်ပြောင်းမှာဖြတ်ပြက်အဲ့ဒါအကောင်းဆုံးပဲအကောက86ခုနဲ့အထွေညွှန်ကြားရေးအမှတ်၄ဆိုတာထွက်တာအဲ့ဒါအကုန်လုံးပါတယ်အကုန်လုံးကတရားပြည်ပြန်ချက်ခံရတဲ့လူလည်းပါတယ်တရားစွဲခံရတဲ့လူလည်းပါတယ်အစိုးရတရားစွဲတဲ့လူမှလည်းမြောက်အကုန်လုံး အမှုမရုပ်ပြီးလိုချင်တာကိုပေးတယ်အဲ့လိုအမိမျိုးမှသာလေဒီအမှုကအကျုံးမှာပြည်နံကြအောင်နဲ့အကျုံးပြည်နံကြယူမှပေးတာအကျုံးဝင်ပြည်နံကြမပြည်နံမှကြဘလို့သွားပြီးအပြုလို့ညာအဲ့တော့1989မှာလိုချင်တာကိုပေးတာတခုရှိတယ်၄၈1989ဆရာကြီးအဲ့ဒီမှာအထွေထွေလိုချင်ချမ်းသာကိုလည်းခေါ်တယ်အဲ့ဒီမှာတရားဆွဲအစိုးရကနေတရားလုပ်ပြီးတရားဆွဲတဲ့အမှုတွေလည်းရုပ်သိမ်းပေးတယ်ပြီးတော့ပြည်နံကြတဲ့လူတွေလည်းလွတ်တယ်ချော့တဲ့လူလည်းချော့ပေးတယ်အဲ့လိုလိုချင်ချမ်းသာကိုပေးမှသာရတယ် ဒါအပြင်ဒီမိုကရေစီပညာရေးသဘိမောက်ကျောင်းသားတွေနဲ့ဝန်ရံပြည်သူတွေကိုဆွဲဆိုထားတဲ့အမှုကိုပယ်ဖျက်ပေးဖို့ရှောက်ထားမှုကိုဘကိုးတိုင်းဒေသကြီးတန်တရားလွတ်တော်ကပယ်ချခဲ့တာနဲ့ပတ်သက်ပြီးအချက်6ချက်ပါဝင်တဲ့စာတစောင်ကိုတရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေဂျင့်ကော်မတီကိုစာတစောင်ပေးပို့ထားခဲ့တယ်လို့လည်း၎င်းကပြောပါတယ်ဘာလို့ပုတ်ကတတရားဥပဒေစိုးမိုးရေးနဲ့ဒီရင်းကြီးကော်မတီသူတို့တော့ရောက်နေပြီးတော့တင်းတယ်။ဘာလို့ဆိုတော့ဘကိုးကနေပြီးတော့ဘကိုးဒေသကြီးတရားလွတ်တော်ကနေပြီးတော့ချလိုက်တဲ့အမိန်ကြီးเนาะစီရင်ရတဲ့အမိန်ကြီး အိုးဘုရားဆိုတဲ့ဥပဒေနဲ့ညီဘုရားတရားစီရင်ဆိုတဲ့မူခံစား권မရှိဘူးအဲ့ဒါဒီကလေးကလေးတွေတခဏမရှိတော့အဲ့ဒါကိုကိုယ်ကြည့်ကြည့်အောင်မှာ7ကကြီးမှာဘာပါလဲဆိုလို့ရှိရင်မန္တန်တော့ရှိရဲ့တရားစီရင်မန္တန်ဥပဒေပြုမန္တန်အုပ်ချုပ်မန္တန်တော့ရှိတယ်အဲ့တော့တစ်ခုနဲ့တစ်ခုကချက်ကန်ပဲနဲ့အပြာနာထိန်းရမယ်ဆိုတဲ့ပြဋ္ဌာန်းချက်ရှိတယ်အဲ့တော့အခုအုပ်ချုပ်ရေးမန္တန်ကမှားနေတယ်မှားတော့တရားစီရင်မန္တန်ကမလုပ်ရဲဘူးမလုပ်ရဲတော့ဘာလုပ်ရမလဲဥပဒေပြုရေးမန္တန်ကနေပြီးတော့မှပြုပြင်ပေးမှဒါလင်း ဒီကိစ္စကပြီးရောက်သွားပြီအဲ့တော့ဥပဒေပြည်မှန်တယ်ကနေပြပြလို့ဆိုရင်တရားဥပဒေစိုးမိုးရေးမရှိဘူးဒါရှိအောင်လုပ်ပြပါလို့တောင်းတဲ့သဘောမျိုးပဲအဲ့ဒါပဲဒါအပြင်ပြီးကြတဲ့နှစ်နိုဝင်ဘာလကရန်ကုန်မြို့မှာမျိုးသားပညာရေးဥပဒေကိုသပိတ်မောက်ဆန္ဒပြရင်းရန်ကုန်တက္ကသိုလ်အတွင်းရှိဘိုးအောင်ကျော်အုပ်ကူနေရာကိုတွားရောက်လေးပြူတာနဲ့ပတ်သက်ပြီးဘကတကျောင်းသားခေါင်းဆောင်မဖြုတ်ဖြုတ်အောင်အပါဝင်၄ဦးကိုပိုင်နဲ့ကျူးလူမှုပုံမှန်၄၄ရှစ်နဲ့ထပ်မံတရားစွဲဆိုထားတယ်လို့လည်းသိရပါဗျ။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဘကတာကျောင်းသားခေါဆောင်တွေဖြစ်တဲ့ကိုကျော်ကိုကိုမဖြိုးဖြိုးအောင်ကိုမင်းသွဲသိကိုနန္ဒာစစ်အောင်တို့ကိုရန်ကုန်တက္ကသိုလ်ရုံးစီမံရေးရအဖွဲ့ကတနစ်ကျော်အကြာမှာတရားလိုပြုလုပ်ပြီးတရားစွဲဆိုခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။အခုလိုတနစ်ကျော်အကြာမှာတရားစွဲဆိုတာနဲ့ပတ်သက်ပြီးဘကတာကျောင်းသားခေါဆောင်မဖြိုးဖြိုးအောင်ကအခုလိုပြောပါဗျ။အဲကျွန်မဒီအခုဒါကျွန်မရဲ့14ခုမြောက်ပေါ့နော်ဟိုပုံမှာပေါ့နော်ကျွန်တော်ပုံမှာတက်ခံရေးစလေးကိုမြောက်တာတက္ကသိုလ်ကျော်နေမှုဒါ၄ရက်တပိတ်တော့က လေးရက်တစ်ပတ်တုန်းကတက္ကသိုလ်ကျော်နေမှုဆိုပြီးတော့ကျွန်တော်ကိုပုံမှန်တက္ကသိုလ်ဆွဲထားတာရှိပါတယ်။အော်အဲ့ဒါကတော့ဟိုကျွန်တော်တို့ရန်ကုန်တက္ကသိုလ်တွေကိုတကယ်တမ်းကျွန်တော်ပြောရလို့ရှိရင်တက္ကသိုလ်ရန်ကုန်တက္ကသိုလ်ဆိုတာចောင်းသားတယောက်နေနေတာအချိန်မျိုးဝင်နိုင်ခဏနိုင်တဲ့အချိန်ဖြစ်တယ်ပြီးအဲ့ဒီနေ့ကလည်းဒါဝင်သင်းသမင်းနေ့ဟာနောက်ចောင်းသားတွေလည်းရှိတယ်။ဒါလူလူတိုင်းလူတိုင်းဝင်နိုင်ခဏနိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့ចောင်းသားတွေကဝင်ခွင့်ចောင်းတယ်ဝင်ခွင့်တောင်းရခြင်းအဓိကចောင်းရကျွန်တော်တို့ဒါရန်ကုန်တက္ကသိုလ်တွေမှာရှိရကျွန်တော်တို့တက်မကအောင်ကြီးကျွန်တော်တို့ဒီတက်မကဆောင်ဘုံခွဲခံထားတဲ့နေရာရှိတယ်။အဲ့ဒီမှာကျွန်တော်တို့ဒါအလေးပြုမယ်ကျွန်တော်တို့ခန်းသားအချင်းလေးလုပ်မယ်။အဲ့တော့ကျွန်တော်အဲ့ကြောင့်အချိန်ပေးပြီးတော့ကျွန်တော်အဆွေးနွေးပါ ပါတယ်ဒါပေမဲ့အဲ့လိုဆွေးနွေးမှုကိုအဲတက်ကူအာနာပိုင်ဒီဘက်ကခွင့်မပြုခဲ့ဘူးအခွင့်ပြုခဲ့ကြကျွန်တော်တို့အနေနဲ့စကားအခြေပြောနောက်ဆုံးကျွားတို့ကစောင့်တယ်အချိန်ပေးပြီးစောင့်တယ်ကျွန်တော်တို့အချိန်ပေးတော်ညလည်းဆက်ပြီးခွင့်ပြုရတယ်ကျွန်တော်တို့ကတက်ကူနေရတယ်ကျွန်တော်တို့ចောင်းသားတွေအနေနဲ့ကတော့ကျွန်တော်တို့ရဲ့မိခင်နေမြေဖြစ်တဲ့တက်ကူနေမြေကိုဝင်တာကျွန်တော်အပြင်းမရှိဘူးဒါပြီးတော့ပိုင်တဲ့ကျူးလွန်မှုဖြစ်ရအောင်လေဒါတဦးတယောက်ပိုင်မဟုတ်ဘူးဒါကျွန်တော်တို့ចောင်းသားတွေပိုင်နေနေရဖြစ်တယ်ဒါကျွန်တော်တို့ရဲ့အဓိကအောင်မြင်ဖြစ်တယ်ပြီးတော့ကျွန်တော်ညဉ့်ညံ့တော့ဝင်တယ်ပြန်ထွက်လာတဲ့အခါမှာကျွန်တော်ဘယ်ပစ္စည်းတစ်စုံတရာမှပျက်စီး သွားခြင်းမရှိအောင်တော့တက်နိုင်လို့သတိထားခဲ့တယ်ပြန်ထွက်လာတဲ့အခါမှာလည်းကျွန်တော်အေးအေးဆေးဆေးငြိမ့်ချစ်ချက်နေတော့အချိန်အနည်းငယ်ပဲယူနေတော့ပြန်ထွက်လာလို့ရှိတယ်ဒါအဲ့ဒီမှာရှိတဲ့ဗမခချုပ်တွေဒါဟိုတခြားသောအာဏာပိုင်အဖွဲ့အစည်းတွေတိတိတတ်တာဖြစ်ပါတယ်ဒါသတင်းမီဒီယာလည်းရှိတယ်ပြည်သူလည်းရှိတယ်ကျွန်တော်အားလုံးရှိမှာပဲအားလုံးငြိမ့်ချစ်ချက်နဲ့လုပ်ခဲ့တာဖြစ်တယ်အဲ့ဒီပုံမှာကျွန်မတစုံတရာအဖြစ်ရှိတယ်လို့လုံးဝမခံစားရခဲ့ရပါဘူးဟုတ်ကဲ့ရှင်ကျွန်တော်တို့ကိုဒါတကယ်တမ်းပြောလို့ရှိရင်ဒါပြီးခဲ့တဲ့ရက်ပေါ့နော်တော်တော်နောက်ကျမှနောက်ကျတဲ့အာဆွဲချက်တွေနဲ့ဆွဲထားတာပေါ့အဲကျွန်မအနေနဲ့ပြောလို့ရှိရင်2008 2008တောင်အမှုနဲ့ပြန်ဆွဲရအောင်မှာမအံ့ ောင်းလို့ပြောရမှာဖြစ်တယ်ဥပမာဟိုမတ်တော်အုံးလားလို့ဆိုဒါ2000လောက်ကအမှုတွေနဲ့ပြန်ဆွဲရမျိုးတွေလည်းရှိတယ်ဆိုတော့ဒါတေချာပေါ့အဲကျမတို့ကိုအောင်ကျင်းအောင်လဲမှာဆက်ပြီးတော့ဖန်တီထင်းထင်းထားဖို့အတွက်ရည်ရွယ်ချက်ရှိရှိနဲ့ပုံမှန်တွေတစ်ခုတစ်ခုတက်နေတယ်လို့ပဲကျမမြင်ပါတယ်အချို့ကိစ္စတွေကဟိုဟိုအစိုးရကနေပြီးတော့ဟိုရည်ရွယ်ချက်ရှိရှိနဲ့ပေါ့အချို့ပုံမှန်တွေထိချထားတယ်အကြီးရဲ့အကြောင်းအရှိထုတ်သုံးလို့ရအောင်ကျမတို့ကဒါအာသုံးတဲ့ပုံစံမျိုးလို့ကျမမြင်ပါတယ်ဒီပေါ်မှာတော့ဒီချက်ဆိုတဲ့ပုံမှန်တွေတက်မလာတာတက်မလာတာပဲရှိတာပေါ့နော်ဒါတက်လာလို့ရှိရင်လည်းမအံ့ဩတော့ဘူးဟုတ် ဘကသကျောင်းသားခေါဆောင်တူဖြစ်တဲ့ကိုနန္ဒာစစ်အောင်ကလည်းအခုလိုပြောပါဗျာ။ဒီအမှုကိုဒီချိန်ကျမှထူးခြားခြားကြီးပြန်ပြီးတော့ဟိုလေးရှိချက်ကိုဒီချိန်ကျမှကျွန်တော်လည်းပုံမှန်69လောက်ရှိဆွဲခံပြီးပါပြီဗျာ။ဒီချိန်မှာဟိုပုံမှန်ကြီးလေကျွန်တော်လူတွေလည်းပုံမှန်တနေကလုံးကနဲတာမဟုတ်ဘူး။ဒါကလူတိုင်းလူတိုင်းဒီပါတော့ကပုံမှန်အများကြီးနဲ့ဆွဲခံထားတဲ့ချိန်။ဒီချိန်ကျမှတော်တော်အောင်သူကိုတရားဆွဲတဲ့တော့ဒီကဒီပုံမှန်လေးရှိချက်ကိုပြန်ပြီးတရားဆွဲတာကဘာအတွက်လဲလို့ကျွန်တော်ကသံချရှိကြကောင်းလာတော့ဗျာ။နိုင်ငံကြီးခေါင်းကျော်ဖြစ်အနေရှိဘာလို့ဟိုဘာသာဘာသာတနာခွဲချုံနဲ့ဟိုဟိုမှာရှိတဲ့ចောင်းသားတချို့နဲ့ ဘာသာအဖွဲ့ချုပ်နဲ့ဘာသာအဖွဲ့ချုပ်ဝင်ကျောင်းသားတို့နဲ့ NLD ပါတီဝင်တို့ချို့ပါ online ပေါ်မှာအဲ့လိုပို့တိုင်းမှုတချို့ရှိခဲ့ကြတယ်။ဆရာဒီလိုအခြေအနေမျိုးမှာပါဒီလိုမှုပြားဆွေးမှုပေါ်လာတယ်ပေါ့ဗျာ။ပေါ်လာတဲ့အခါကျကျွန်တော်တို့အခြေအနေကြီးရတာတော့တကယ်လို့ဒီမှုကိုပြားဆွေးရင်အတော်အောင်သူဒီကြက်တီဖြစ်တယ်မကြက်တီဖြစ်စီတကယ်လို့ပြားတက်တယ်ရေးကြီးတယ်တကယ်လို့ပြားတက်တယ်နဲ့ပါလာတော့အဲ့အချိန်တော့တော်တော်အောင်သူရှိနေလို့တော်အောင်သူဒီအချိန်မှာ NLD ပြုတ်လို့ကိုယ်စားမဖြစ်နေ။အဲ့တော့တစ်ခါမှကြည့်တော့ပြားဆွေးခံတဲ့လူကဘာသာမျိုးအဖွဲ့ချုပ်ရဲ့အမောကျွန်တော်ကိုအောင်ကိုကိုကျော်ကိုရှိမယ်ဒါကျွန်တော်ရှိမယ်ဖြူရောအောင်ရှိမယ်ကွန်မန်ဒါတွေရှိမယ်ဘာသာမျိုးအဖွဲ့ချုပ်ရဲ့ဘိုလ်လုံးကောင်ကော်မတီတွေယူတယ်။အဲ့တော့ကျွန်တော်တို့က တကယ်ခံနေတဲ့တစ်ဖက်တကယ်လို့နေလူကတည်းကတော့အောင်တဲ့တစ်ဖက်တွေ့ရမယ်ခင်းချင်းပေါ်လာတယ်ပေါ့ဗျာဒါဒီပြည်ရင် NLD နဲ့ဘာသာမကအခွဲချုပ်ကိုနိုင်ငံကြီးရောက်ပြီးတော့ခါထောင်းတော်တခုတည်းကိုတွန်းပို့တာလားလို့ကျွန်တော်တို့စဉ်းစားရရှိလာတယ်အဲ့ဒီမှုကိုလာမယ့်ဒီဇင်ဘာလ10ရက်နေ့ကိုရုံချင်းပြန်လဲချိန်ဆိုထားတယ်လို့သိရပါတယ်။ ရငိုင်းဒေသကြီးတန်လင်းမြို့လွမ်းစွတ်ကျေးရွာမှာရှိတဲ့လီလာဝမ်းမြေမောင်အထက်ကျုပ်စက်ရုံဝဲအတွင်းမှာဒီကနေ့နိုဝင်ဘာလ24ရက်နေ့ပိုင်းကလုံသမားများဆန္ဒပြမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ24ရက်နေ့စနေနေ့တည်းကစတင်ကအလုတ်ခွင်စက်ခန်းအတွင်းမဝင်ရောက်ဘဲစက်ရုံဝဲအတွင်းမှာပဲငင်းကျန်းစွာဆန္ဒပြနေတာဖြစ်ပြီးတောင်းရမြောင်းနေ့ဒီကနေ့မှာတော့စက်ရုံတာဝန်ရှိသူတွေအစိုးရတာဝန်ရှိသူတွေနဲ့စက်ရုံအလုံသမားများတွေကကိုယ်စားလှယ်10ဦးတို့ကညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့စစ်ရုံးလူသမားတွေဘက်ကတောင်းဆိုတဲ့ဆယ်ချက်ကိုကိုးချက်သာလာရောပေးခဲ့ပြီးစစ်ရုံးလူသမားများအ धिक တောင်းဆိုခဲ့တဲ့ကျွမ်းကျင်မှုအစဉ်လိုက်လောက်ခလာစာတုံးမြင့်ပေးရေးကိုတော့မလက်ရောခဲ့ဘူးလို့စစ်ရုံးဝင်အတွင်းဆန္ဒပြရမှာပါဝင်ခဲ့တဲ့လူသမားတဦးကအခုလိုပြောပါတယ်။ကျမတို့ကတောက်ရီမကောင်းဘူး။တောက်ရီရငန်တဲ့အခါငန်နေတယ်ပေါ့တဲ့အခါပေါ့နေတယ်။အဲ့ဒီတစ်ချက်ပြီးလို့ရှိရင်လစာနှုံကအရန်နေတဲ့အချက်အဲ့ဒီပေါ့အလုံးမောင်းတို့ကျမတို့တယောက်စီတယောက်ချစီရဲ့လူသမားတွေအားလုံးရဲ့ဆုံး စာနာတွေထုတ်ပေါ်လိုက်ရခြင်းမှာ၁၀ချက်ရှိတယ်။အဲ့ဒီ၁၀ချက်နှစ်ကိုခုဒီရောမရသေးလို့ပေါ့နော်၉ချက်ကိုတော့သူတို့ဘက်ကသဘောတူပေးထားတယ်။နောက်ဆုံးကျမတို့ဒီမှာကျွမ်းကျင်တဲ့လူရှိတယ်မကျွမ်းကျင်တဲ့လူတွေလည်းရှိတယ်။သူတို့အဲ့ဒါတွေအားလုံးတပြေးညီလာစာညှိပေးမယ်လို့ပြောတယ်။အဲ့ဒါတွေကိုလက်မခံညင်ညာဘူးပေါ့။ဘာဖြစ်လို့ဆိုတော့တစ်ထဲလုံးကင်ချုံနိုင်တဲ့လူကတစ်ထဲလုံးကင်ချုံနိုင်တဲ့လာစာလိုချင်ကြတာပဲလေ။ဟိုနည်းနည်းလေးပဲချုပ်တဲ့လူကလည်းနည်းနည်းလေးလာစာကိုပဲပေးချင်ကြတာပဲ။အဲ့ဒါကိုနည်းနည်းလေးပဲချုပ်တတ်တဲ့လူချုပ်ရတဲ့ကြောင့်တော့ဖြောင်းအောင်မချုပ်တတ်တဲ့သူ ਨੇ တစ်ထည်လုံးကိုကင်ချုံနိုင်တဲ့လူတွေကိုတို့ကတပြေးညီလာဆံမျိုးညှိပေးမယ်ဆိုတာမျိုးကြတော့လက်မခံနိုင်တော့ဘူးပေါ့အဲ့ဒီအတွက်ကျမတို့အဲ့ဒီကဂရေကြီးပေါ့ဂရေကြီးကိုညှိနေကြတာအခုချိန်ဒီပဲညှိလို့အဆင်မပြေနိုင်သေးတာဂရေကြီးဆိုတာအခုက ABC ဆိုပြီးတော့ဂရေကိုခွဲထားကြတယ်လေတစ်ထည်လုံးကိုကျွန်းကျွန်းကျင်ကျင်နဲ့တို့ပေးထားတဲ့ဆန်းကျင်ဆန်းညှုံးအညီကိုချုံနိုင်တဲ့လူတို့ကအေဂရိတ်ထားတယ်အတင်းတင်းလောက်ပဲချုံနိုင်တယ်ဆန်းကျင်ကိုမလိုက်နိုင်ဘူးအတင်းတင်းလောက်ချုံနိုင်တယ်လို့ဘီဂရိတ်ထားတယ်နောက်ဆုံးသူတို့ကတင်ပြရတာတော့မှပဲအနေအဆုံးပေါ့အခုအင်ဂျီတက်ထမှာဆိုလေဘယ်လေးတက်တာတလက်မလောက်လေးတက်နိုင်တဲ့လူမျိုး အဲ့ဒါမျိုးလေးတို့ကြာသူတို့စီကရိတ်မှာထားတယ်အလက်ရည်ကလည်းအရန်နှေးတယ်အဲ့ဒါမျိုးကြာစီကရိတ်ထားတယ်အဲ့ဒီလူမျိုးသုံးမျိုးသုံးစားခွဲအရင်တော့အဲ့လိုခွဲပေးထားတဲ့လူတွေအခုချိန်မှာလာစားတပြေးညီသူတို့ကဆန္ဒပြတဲ့အချိန်ကျတော့မလာစားတပြေးညီတိုးပေးမယ်ဆိုတာကြတော့အဆင်မပြေတော့ဘူးပေါ့အခုနောက်ဆုံးကြံနေခဲ့တာအဲ့ grade အဲ့ဒါပဲကြံတော့တာပေါ့နော်အဲ့ဒါတော့အခုချိန်ထိတဲ့လူကြီးတွေနဲ့ညှိနေကြတော့မယ်ကျမတို့အလုပ်သမားအားလုံးမှာခေါင်းဆောင်မရှိဘူးခေါင်းဆောင်ရဲလို့မရှိဘူးအားလုံးကတစုတစည်းရဲ့တစိမ့်တောင်းဝမ်းနေနဲ့ဒါလောက်တာအဲ့ဒီတော့လူကြီးတွေကရောက်လာတယ်လူကြီးတွေရောက်လာတဲ့အချိန်မှာညှိနှိုင်းပေးမယ်ဆိုပြီးတော့ အားလုံးရကိုစားရတဲ့တလိုင်းတယောက်ထွက်ပါဆိုတော့အားလုံးရကိုစားဆိုပြီးတော့၁၀ယောက်နဲ့စကားပြောမယ်ဆိုရင်၁၀ယောက်ကတော့အဲ့ပုံမှာသူတို့စီးပွဲမှာညှိနေကြတယ်။ကျမဆိုလို့ရှိလို့ရှိရင်ကျွမ်းကျင်အစင်းနဲ့ပြန်ဝင်ထားရတယ်။သူတို့ဆက်ယုံမှာလည်းအရင်ကလက်ခွဲတယ်။ကျမဆက်ချုပ်တက်တန်းလည်းထဲချုပ်ဆက်ယုံတွေမှာအခုလိုဖက်ဆက်ယုံတွေမှာလှုပ်လာခဲ့တာလည်း၁၈နှစ်ရှိသွားပြီ။၁၈နှစ်ရှိသွားပြီ။ဒါပေမဲ့အခုကျွမ်းကျင်အစင်းနဲ့ပြန်ဝင်ထားတာမှာကျမတို့2000ပြောပါ2800နဲ့ပဲပြီးရှင်းတယ်။တနည်း2800နဲ့ပဲရှင်းတယ်။လုံသမားများဆန္ဒပြနေချိန်မှာတော့စေယုံတာဝန်ရှိသူတွေကအခုလိုဆန္ဒပြမှုပေါ်ချင်းချောက်တာရီနဲ့မောက်မာစွာပြောဆိုမှုများရှိခဲ့တယ်လို့လည်းသိရပါတယ်။ စစ်ရင်ဝင်းတမဆန္ဒပြနေချိန်မှာတော့စစ်ရင်အလုသမား၈၀၀ကျော်ကပါဝင်ဆန္ဒပြခဲ့တာဖြစ်ပါတယ်